ခရတော်လေးလာမယ်တင်ငင်းတာတော့ shift လုပ်တဲ့တင်ငင်းတာပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့နောက်ထပ်တင်ငင်းတာဆက်တွဲက view view ကနေပြီးတော့ zoom in zoom out လုပ်တဲ့တင်ငင်းတာဖြစ်ပါတယ်ဒါအရင်ဆုံးကျွန်တော်တို့ဒီ find the file ကို shift လုပ်ရှင်တယ်ဆိုရင်တော့ဒီ document လေးကို shift လုပ်ရှင်တယ်ဆိုရင်တော့ file file ကနေပြီးတော့ save as အရင်ဆုံးသူ့ကိုနာမည်မပေးရသေးဘူးဆိုရင်တော့ Sif Asnan တင်ပေးရမှာပေါ့နော်တကယ်လို့နာမည်ပေးပြီးပြီ Sif လောက်ထားတယ်ဆိုရင်တော့ Sif နဲ့ပဲတင်ပေးရမှာဖြစ်ပါတယ် Control Shift Asnan တင်ပေးရမှာဖြစ်ပါတယ်နော် Sif Asnan တင်ပေးရမှာဖြစ်ပါတယ်ပထမဆုံးစာတင်လို့ရရင်ပေါ့နော်ကဲဒါဆိုရင်ဘယ်နေရာမှာတင်ပါလဲဒီကောင်ကိုတင်မယ့်နေရာက Adobe ဟုတ်တယ် Adobe InDesign CS Lessons Bible ကျောင်းဆိုတဲ့နေရာမှာအဲတိုင်းမယ်ပေါ့နော်တိုင်းမယ်ဆိုတော့ဒီနေရာလေးမှာဖိုတာလေးတစ်ခုထည့်ဆောင်လိုက်ပါမယ်ဒါတော့ document o c u m e n t document အဲ document နောက်ပြီးတော့ဒီနေရာမှာ file name လေးကိုပေးခြင်းတယ် file name ကတော့ပြောမှန်းစမ်း save as a save and as a we save as save as doesn't save save as in design CSS save save as in design uh in design CSS document အနေနဲ့တင်လို့ရသလို in design CSS template အနေနဲ့လည်းတင်လို့ရပါပဲ in design CSS for or later အနေနဲ့လည်းတင်လို့ရပါပဲကျွန်တော်ကြတော့ document အနေနဲ့ပဲတင်ပါမယ် အဲကိုလိုအပ်ရင်တော့ template နဲ့လည်းတင်လို့ရတာပေါ့နော်အဲ indesign css document ပြီးရင်တော့ဒီနေရာမှာ save ဆိုပြီးတော့နေပြရမှာဖြစ်ပါတယ်ကဲဒါကြံကျွန်တော်တို့ indesign css ထဲမှာ document file ရှိတာပေါ့နော်ဒီနေရာမှာ document ဒီ document ထဲမှာကျွန်တော်တို့ကဒီကောင်လေးကို save လုပ်လိုက်တယ်อืม ဒါတော့မှတင်ထားတယ်အသုံးပြုနေတဲ့အတွက်ပေါ့နော်အဆင်ပြေသေးဘူးပေါ့နော်ကဲဒါကျရင်နောက်မှအထည့်ရှင်လေးပြတုံးပြုနေတဲ့ file use နော်ကြည့်တာဆိုရင်ကျွန်တော်တို့ sif loader ဟာကို sif loader ရဲ့နာမည်နဲ့ပဲ sif sifs ဆိုတဲ့နာမည်နဲ့သူပေးတာပါနော် sif sifs နော်ဒီနာမည်နဲ့ indd indesign ဆိုတဲ့နာမည်နဲ့ပြောင်းတော့တာပါနော် ကဲဒါဆိုရင်ဒီကောင်လေးတွေကိုဇုံးမင်းဇုံးမောင်လို့တဲ့အခါမှာကျွန်တော်တို့ဝီလင်းနဲ့ဝီလင်းနဲ့လည်းလုံလို့ရတာတဲ့လားဒါမဲ့တိတ်တော့ဟိုဟာအဆင်ပြေဖို့ပေါ့နော်အော်ဒါဝင်နေပြီတော့ပြီးရင်ဒီဖက်ဟိုဘေညာရွှေ့ရှင်နေဆိုရင်တော့ကီးဘုတ်ပေါ်ဟာစပေးပါနဲ့နေပြီတော့ဘေညာရွှေ့လို့ရတယ်အဲကြီးမယ်ဆိုရင်တော့သူ့ကိုဒီဇုံးအော်ဒါကီးလေးနေပြီတော့ mouse ပေါ် mouse ပေါ်ဟာဝီလေးကို ကွေးလေးကိုကျွန်တော်တို့ကဒီမျိုးအကြီးအသေးလုပ်လို့ရပါတယ်ဒီမှာเนาะကိုကအဲဒီဘက်ကိုကြီးမယ်ဒီကနေကြီးမယ်ဆိုရင်အဲဒါဆိုရင်စပေးပါနေပြီးတော့ဒီဘက်ကိုရှူလို့ရပါတယ်ကဲဒီဖောင်းလေးတွေကိုလည်းပြောင်းကျင်နေဆိုရင်တော့ကျွန်တော်တို့ပြောင်းပေးလို့ရပါတယ်ဒီဖောင်းမကြိုက်ဘူးဆိုရင်နောက်ထပ်ဖောင်းတစ်ခုပြောင်းပါမယ် ကဲဒါကျောင်းဒီမှာ MIDDC ဘာညာပေါ့နော်ဒါတော့ form ကိုနေပြီးတော့ဟိုဟာကျွန်တော်တို့ကကိုကြိုက်တဲ့ form ကိုရွေးထားလို့ရတာပေါ့နော်ပြီးရင်တော့ view ထဲကိုသွားပါမယ် view ကနေပြီးတော့ zoom in ဆိုတာ control ရယ်ညီများချင်းရယ် zoom out control ရယ် minus ရယ်ဆိုသေးသွားတာပေါ့နော် control အဲဒါကောင်းလဲဆိုတာ control ရယ် အဲညီများချင်းရယ်ဆိုရင်ကြီးရယ် control ရယ် minus ရယ်ဆိုရင်သေးသွားရယ်နော်ဘလောက်တဲ့အန်ဒါဒါအသေးဆုံးပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ဗားရီရှိသေးတယ်ဆိုတော့ fit in window fit page in window ဒီ page ကို window နဲ့ quality ကြားရှင်နေဆိုရင်တော့ control 0လဲလဲပေါ့နော် control 0 copy ပြီးရင်တော့ view view ကနေပြီးတော့ page spread in window control order 0နော်အာ order ရယ် control ရယ်0ရယ်နော်ဒါဆိုရင်လည်းအတူတူပါပဲနော် control ရယ် order ရယ်0ရယ်အဲဒါလည်း fit page ပဲပေါ့နော်အဲကဲဒီဘက်မှာကျွန် actual size control 1နော်အာဘယ်လောက်ပဲကြီးနေမစဲ control 1ကိုနှိပ်လိုက်လို့ရှိရင်တော့ ပုံမှန်စာကြည့်တော့ဘောနော်ပုံမှန် control 1အဲဟုတ်ပြီ control 0ဒါ fit size လို့ခေါ်ပါတယ်နောက်ထပ်တစ်ခုကဒီဘက်မှာ entire baseball ပါညာဘောနော် entire baseball လို့ရှင်းနေဆိုရင် order control order ရဲ့ shift ရဲ့ control ရဲ့0ရဲ့ဘောနော် order ရဲ့ control ရဲ့ shift ရဲ့0ရဲ့ဒါ entire page အဲ baseball အမ်ဒီလိုဒီကောင်လေးပေါ့နော် entire baseball ဒါဒါအပြည့်ပေါ့နော်ဒီဘက်ဘယ်ညာအပြည့်အဲအဲ့လိုမျိုးပြသရှင်နေဆိုရင်နော် control alter shift 0နော် control 1 control 1ဆိုရင်ဒီနေဒါ control 0ဆိုရင်ဒီလိုပုံစံမျိုးနော်နောက်ထပ်ပါရရှိသေးလဲဆိုတော့ဒီနေရာမှာ control minus control plus ပြီးတော့ပေါ့နော် doesn't zoom in zoom out လုပ်လို့ရပါတယ်ဒီနေရာမှာเนาะအဲ့လိုပုံစံမျိုးတယ် control minus control plus control minus control ညီညာချင်းပေါ့เนาะ control ညီညာချင်းပြီးတော့ဘယ်ညာရွှေ့ရှင်လဲဆိုရင်เนาะ space bar ကိုနှိပ်ပြီးတော့ဘယ်ညာရွှေ့လို့ရပါတယ်ဒီတိုင်းပေါ့เนาะ okay ဒါကြောင့်ကျွန်တော်နောက်ထပ်တစ်ခုလောမှာက view ruler ruler ပေါ့เนาะ high ruler အဲ control r control r နဲ့လဲလို့ရှင် ruler button တွေပေါ်ပျောက်သွားတယ်တွေ့လား control r ကိုနှိပ်လဲလို့ရှင် ruler button တွေကပြင်ပေါ်လာတယ်ကြည့်တာဆိုရင်ကျွန်တော်တို့ဒီ ruler bar ကိုဘာလို့ခေါ်လဲဆိုတော့ horizontal ruler bar လို့ခေါ်ပါတယ်ဒီဘက်မှာကြတော့ downline မို့လို့ vertical ruler bar လို့ခေါ်ပါတယ်ဒါဆိုရင် horizontal ruler bar ရယ် vertical ruler bar ရယ်เนาะကြည့်တာဆိုရင်ကျွန်တော်တို့နောက်ထပ် နောက်ထပ်ဒီနေရာမှာကျင့်မဲ့ဆိုရင် when era era tan တယ် era tan တယ် era tan တယ် when era ဒီပြောတာပေါ့နော် when era နော် when era နော်ကဲဒါဆိုရင်ဒီတင်ခင်းတာကတော့ကျွန်တော်တို့ဒီဒီလောက်နဲ့နော်ဒီလောက်ပဲနော်